အကျွန်ချက်စီတင်ကိုချစ်မြတ်လို့အားပေးနေကြတဲ့ညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာအပေါင်းနဲ့ခါညောင်းနဲ့ညချမ်းလေးဖြစ်ပါစေလို့ဥစ္စာပေါ်မှာနှုတ်ခွန်းဆက်သလိုက်ပါတယ်ထုံးတဲ့နိုင်မဲ့ကျွန်တော်ဒီကနေ့ညခင်အတွက် update ချက်စီတင်အတူထွာလေးတွေကိုဒီပလေးမှာတစုစည်းတဲ့စုစည်းဖော်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကတော့ကျွန်တော်တို့လက်တလောခေါ်ယူနိုင်ခဲ့တဲ့လူငယ်တောင်ပံကစားသမားလေး Giovanni Quanta နဲ့ပတ်သက်ပြီးတော့လက်တလောမှာသတင်းတွေက update တွေအများကြီးတက်နေတယ်အထူးသဖြင့်တော့ဒီကစားသမားကိုခေါ်ယူနိုင်ခဲ့တဲ့အပေါ်ချက်စီတင်ရဲ့တာဝန်ရှိသူတွေကအတော်လေးအားရနှစ်ချိုင်းမှုတွေရှိနေကြတယ်လို့ကျွန်တော်တို့သိရတယ်ဒီကစားသ ားမလေးကိုခေါ်ယူတဲ့နေရာမှာအသင်းရဲ့ driver တွေဖြစ်တဲ့ Paul Winston လေး Lawrence Stewart တို့အပြင်နီးပြပြစ်သူ Anzo Marsca တို့၃၃ပလဲစူပေါင်းပြီးတော့ဒီကစားသမားလေးနဲ့ပတ်သက်ပြီးတေချာခေါင်းချင်းဆိုင်ပြီးတော့မှစ조사ခေါ်ယူခဲ့တဲ့ရလဒ်တစ်ခု ဖြစ်တယ်လို့လည်းသတင်းတွေကဆိုထားတာကိုတွေ့ရတယ် Marsca အနေနဲ့ဒီကစားသမားလေးကိုအထူးနှစ်သက်မှုရှိပြီးတော့အထူးသဖြင့်သူ့ကိုနီးပြပေါ်လက်ရှိ United နီးပြဖြစ်နေတဲ့ Ruben Amorim က Lisbon မှာတုန်းကဒါကျွန်တော် Winback အနေနဲ့ထားပြီးကစားတဲ့အချိန်မှာကစားသမားရဲ့ talent ကပို့ပြီးတော့ထောက်ပြောင်ခဲ့တယ်ပို့ ပြီးတော့ချက်စီးသင်းရဲ့တာဝန်ရှိသူတွေချက်စီးသင်းရဲ့နီးပြတွေချက်စီးသင်းရဲ့စကောက်တွေကိုတတိထားမိသွားစေတယ်လို့ကျွန်တော်နေသိရတယ်ဒီနေ့ထားမှာချက်စီးသင်းဘက်က secretly ပဲဒီကစားသမားနဲ့ပတ်သက်ပြီးကြိုးပမ်းနေတဲ့အချိန်ဒါ breaking news အနေနဲ့ခေါ်ယူနိုင်ခဲ့တယ်ဆိုတော့အနေထားမျိုးရောက်ချီသွားတဲ့အချိန်မှာတော့တကယ်ကိုအားရခဲ့ကြတာဖြစ်တယ်လို့သိရတယ်။ဒါပေမဲ့ချက်စီးသင်းကတော့သူ့ကိုလာမယ့်ယာတီမှာ natural wing ကအဖြစ်အနေနဲ့ပဲသုံးဖို့ကြံရွယ်ထားသလို cold ban မှာ aster von william နောက်ပြီးရင်လက်ရှိ quanta တို့ပါဆိုလို့ရှိရင် chelsea အသင်းတွက်လာမယ့်ရာသီမှာတကယ်ကို powerful ဖြစ်တဲ့ကျွန်တော်တိုက်စစ် super တခုဖြစ်လာလိမ့်မယ်လို့ယုံကြည်နေကြသလို chelsea အသင်းရဲ့တာဝန်ရှိသူတွေအနေနဲ့လည်း marsca ကိုခေါ်ခဲ့တဲ့အနေထားမျိုးမှာဝင်းငါတွေကိုသူတို့အနေနဲ့အဲတကယ်ကိုတူရိုပုံစံမျိုးကိုတုံးကျင်တဲ့အနေထားမျိုးရှိတယ်။ဒါကြောင့်လေဒီအာဒီမာကိုဒါကျွန်တော်တောင်ပန်တိုက်စစ်ကစားသမား၅ဦးလောက်ထိကို Chelsea အသင်းမှာအရန်တင်လှုပ်ထားရဆိုတဲ့အနေအထားမျိုးပေါ့နော်ဆိုလာမယ့်ရာသီမှာလည်းတိုက်စစ်အတွက်အင်ပြည့်အပြင်းနဲ့ပဲဆက်လက်ပြီးတိဆောက်သွားမှာဖြစ်တယ်လို့ကျွန်တော်နေသိရတာပဲဖြစ်တယ်ဒါအပြင်ကစားသမားကိုခေါ်ယူတဲ့နေရာမှာလည်းကစားသမားရဲ့ဒီလောက်ကလာစားဆိုလို့ရှိရင်လည်း Chelsea တင်းရဲ့ weight structure နဲ့တော်တော်လေး fit ဖြစ်တယ်လို့ကျွန်တော်သိရတယ်ပြောရရင်တော့အဖက်ဖက်ကနေဒါကျွန်တော်တို့တင့်တော်တဲ့နေသားမျိုးဖြစ်ခဲ့တယ်လို့ကျွန်တော်ပြောရမှာပဲဖြစ်တယ်လို့ကစားသမားအနေနဲ့ကလည်းလက်ရှိမှာ senior ပွဲပေါင်း40ကျော်ကစားပြီးဖြစ်တယ်ပေါ့နော်ဆိုကစားသမားအနေနဲ့ကလည်း Chelsea တင်းကိုမရောက်ခင်မှာ senior ပွဲပေါင်း100လောက်ထိကိုကစားဖို့အတွက်မျှော်မှန်းထားတယ်လို့လည်းကျွန်တော်နေကြားသိရတာဖြစ်ပါတယ်ဒါကတော့တကယ်ကိုဒါလက်တလုံးခေါ်ယူနိုင်ခဲ့တဲ့ quarter နဲ့ပတ်သက်ပြီးတော့ပါတဖက်မှာလည်းအသင်းရဲ့လူငယ်ကစားသမားလေးဖြစ်တဲ့ Kendrick Pacers ဟာဆိုလို့ရှိရင်လည်းလာမယ့်ရာသီမှာ Chelsea အသင်းမှာအသုံးတော်ခံရဖို့ရှိနေတယ်။ Mars ကအနေနဲ့ဒီကစားသမားလေးကိုလည်း flat မှာသုံးတာထက် ီအန်ဆိုဖာနန်ဒက်ရဲ့ဘက်ကပ်ပလေးယာအမျိုးအထိဒါရည်ရွယ်ထားတယ်လို့လည်းကျွန်တော်တွေကြားသိရတာဖြစ်ပြီးတော့ကင်ရီဖေ့စ်လေးဟာဆိုလို့ရှိရင်လေဒါကျွန်တော်တို့အလားလားရေသွေးမြင့်နဲ့ဒါကျွန်တော်ကွင်းလေကစားသမားတူအဖြစ်ကိုဒါသတ်မှတ်ချင်းခံထားရတဲ့လူငယ်ကစားသမားလေးဖြစ်ပါတယ်ဆိုတော့ချက်စီသင်းမှာလူငယ်ကစားသမားတွေရဲ့ output တွေကဘလောက်ထိများကျွန်တော်တို့အကျိုးဖြစ်ထွန်းစေမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကျွန်တော်တို့ချက်စီအသင်းဟာနောက်ထပ်အသက်20အရွယ်ကွင်းလယ်ကစားသမားလေးဖြစ်တဲ့ Diario Usoku ဆိုတဲ့ကစားသမားလေးကိုစောင့်ကြည့်မှုတွေပြုလုပ်နေလို့သိရပါတယ်အထူးသဖြင့်တော့ဒီကစားသမားလေးကိုချက်စီအသင်းအနေနဲ့ပေါင်းတန်း20ကျော်ပေါ့နော်တချို့ report တွေမှာ22တန်းလို့ပြောတယ်ပေါင်း22တန်းလောက်နဲ့အဆူကိုလေးကိုရရှိနိုင်ဖို့အတွက်စူးစမ်းနေတယ်မာစကာအနေနဲ့လည်းဒီကွင်းလယ်ကစားသမားလေးအပေါ်မှာသဘောကျနှစ်သက်မှုတွေရှိပြီးတော့ ဒီကစားသမားသည်ချက်စီးတင်းရဲ့လာမယ့် future plan မှာအန်ကိုက်နိုင်တဲ့ talent တွေနဲ့ရှိတဲ့ကစားသမားလေးပေါ့နော်ကျွန်တော်ရှေ့ကဗီဒီယိုမှာလည်းပြောဘူးတယ်ချက်စီးဟာပြောရရင် Lavia, Kainsiro, Anzo Fernandez ဆိုတဲ့ကွင်းလယ်အစုအဖွဲ့ပေါ့နော်နောက်ပြီးတော့ Dubri Horro ထပ်ပေါင်းထည့်ထားတဲ့ဆိုတဲ့အနေအထားမျိုးမှာအတိုင်းနောက်တစ်ခုထိသူတို့မျှော်လင့်ခဲ့ပေမယ့်ကျွန်တော် Romeo Lavia ရဲ့ဒီဒဏ်ရာကအကင်းမသေးပဲနဲ့ထက်ခါထက်ခါဖြစ်နေတဲ့အချိန်မှာကွင်းလယ်အတွက်သူတို့စင်းစားလာတဲ့အပိုင်းတွေရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာလေဗီယာ ਨੇ အသက်မတိမရင်လဲဖြစ်တယ် အ quality ရလေ potential ရှိတဲ့ကစားသမားမျိုးကိုရှာဖွေတဲ့ချိန် diary ကို isoku ကဒါကျွန်တော်တို့ချက်စီးတင်သဘောကျတဲ့ player တယောက်ဖြစ်လာတယ်လက်ရှိ current situation နဲ့အရဆိုလို့ရှိရင်လည်းချက်စီးတင်ဟာဒီကစားသမားကိုခေါ်ယူနိုင်တဲ့အနေအထားမျိုးတွေရှိနေပြီးတော့ကစားသမားဟာလည်းချက်စီးတင်ရဲ့စိတ်ဝင်စားမှုအပေါ်မှာ awareness ဖြစ်တယ်ပေါ့နော်သဘောကျမှုတွေရှိထားတယ် conversation အချို့တော်မှာရှိတယ်လို့လည်းကျွန်တော်ကြားသိရတာဖြစ်တဲ့အနေအထားမှာအဲလာမယ့်ရာသီအတွက် ချက်စီတင်ကဒီကစားသမားကိုကွဲလဲအတွက်ဒါကျွန်တော်တို့တက်ခေါ်ယူဖို့အတွက်ကိုကြိုးပမ်းသွားဖို့ရှိတယ်။နောက်ပြီးတော့ဒါကျွန်တော်တို့ဒီဒီကစားသမားလေးကိုကွဲလဲမှာထပ်ပြီးတော့ပေါင်းထည့်လိုက်ခြင်းအဖြစ်ဒါကျွန်တော်တို့ချက်စီတင်ရဲ့ကွဲလဲပိုင်းနဲ့ပတ်သက်ပြီးတော့ဒီ balance ဖြစ်မှုကိုလည်း change ညှိနိုင်မှာဖြစ်တယ်လို့ဒါကျွန်တော်တို့လဗီယာကိုစိတ်ဝင်စားလာတဲ့အသင်းတွေပါတယ်ရှိလာခဲ့လို့ရှိရင်လည်းချက်စီးသင်းတွေနဲ့စဉ်းစားလို့ရသွားမယ့်အနေအထားမျိုးဖြစ်တယ်ပေါ့နော်အခုကချက်စီးသင်းတွေနဲ့လဗီယာကိုပြန်ရောင်းဖို့ကနည်းနည်းလေးဟိုဒရီယာဖြစ်နေဆိုတဲ့အနေအထားမျိုးရင်ဆိုင်နေရတယ်ပေါ့နော်ဆိုတော့အဲဒီအီဆိုကိုလေးကဖြစ်တင်းပေးတိုင်မလားဆိုတော့ကျွန်တော်နေစောင့်ကြည့်သွားမှာဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်နေဒီကနေ့ညနေခင်းလေးမှာတင်ဆက်ပေးခြင်းနဲ့ချက်စီးသင်းအကြောင်းအလေးတွေပဲဖြစ်ပါတယ်ဆုံးဒီကြည့်ရှုအားပေးကြရတယ်ဘာသာညီကိုအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲ see you next video ပါနော်